အခုကျွန်တော်လေပတ်နေတဲ့ရွာလေးကရှီဟောင်းရွာလေးတရွာပါနာမည်ကြီးတယ်ပေါ့နော်နာမည်ကြီးတယ်ဆိုတာကသူတို့ရဲ့အဆောက်အဦတွေဒီအသားတွေကြောက်တွေအုတ်တွေရောပြီးတော့စောက်ထားတဲ့တံပေါ့လေပြင်သစ်မှာရွာလေးတော်တော်များများကဒီလိုပုံစံလေးတွေများတယ်အဲဒီရွာလေးဆို73ရွာစုပါပေါ့နော်ရွာလေးမှာ လမ်းကြားလေးဆိုရှင်လင်းပြီးလူသူကင်းမဲ့တယ်ပေါ့နော်ဒါပေမဲ့လူတွေကတော့နေကြသေးတယ်ဒါကတော့ရွာလေကောင်းမှာအဲဟိုချင်းခါတော့ကတော့ဒီရွာလေကောင်းမှာသူတို့ကဈေးရှိတယ်ပြီးတော့ခါကျတော့သူတို့ရဲ့ရွာအုတ်ချွေးရေမှုယုံပေါ့နော်အဲ့လိုမျိုးရှိတယ်အခုအခုချိန်ထိလည်းအလံအလံလေးမြင်နေရတဲ့နေရာကဒါမေရီပေါ့နော်ဒါယုံပေါ့သူတို့ရွာရဲ့ယုံပေါ့ အဓိကကတော့ဒီအုတ်တီနဲ့ကြောက်တီနဲ့ရောပြီးတော့စောက်ထားတဲ့ဟာကအဲအခုချိန်ထိကိုလက်ရှိအနေထားမှာ original ပေါ့နော် နောက်တစ်ခုဒီတစ်သားတွေအခုတစ်သားတိုင်ကြီးတွေဆိုလို့ရှင်လဲ73ရာစုကလေးဟုတ်ရှိမှာဆိုမြင်နေရတဲ့ဟာလေရေတွင်းလေးဒါရေတွင်းလေး ခုချိန်ကြီးရေလဲရှိတယ်။အနီးနားမှာတော့ဟိုတယ်လေးရှိမယ်။ပြီးတော့စားတောက်ဆိုင်ကော်ဖီလေးကော်ဖီဆိုင်လေးရှိမယ်ပေါ့နော်။ဒါနင်းနေချင်းဆိုင်ကကျတော့ဟိုတယ်ပဲ။နည်းနည်းဟိုနွေရာသီကုံသွားပြီဆိုတော့ခါကျတော့လာရောက်လေပတ်သူတော့နည်းနည်းပါးသေးတာပေါ့နော်ဒီ coffee ဆန်လေးမှာပဲလူလေးတွေရှိတယ် ဒါဆိုလို့ရှိရင်ရွာလေကောင်ကအလေအလေတန်းပေါ့ရွာလေတန်းပေါ့အဲ့မှာလည်းအိမ်လေးတွေသီးလေးတွေနဲ့ရှည်ကြီးပဲနောက်ထဲထိဆက်သွားလိုက်ရုံပဲမြူပြကြီးကြီးမှာလူတွေစီကားနေတဲ့လောက်ဒီလူရွာလေးတွေကတော့လေရှီဟောင်းရွာလေးတွေမှာတော့လူကိုမရှိဘူးတိတ်ဆိတ်နေရောပဲ။